ခင်မဟောင်းနဲ့ကွာရှင်းပြီးမကြခင်မှာနေရွှေသွေးအောင်နဲ့တွဲနေပြီးလို့သတင်းတွေထွက်ပေါ်လာတဲ့ယုံရီလွင်မုံအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျဆွလိုက်ပါတယ်ယုံရီလွင်မုံကအကယ်ဒမီမင်းသားကြီးလွင်မုံရဲ့သမီးကြီးဖြစ်ကောင်းအော်စတြေးလျမှာကျောင်းသားတက်ရင်နဲ့အသက်၁၉နှစ်မှာအိမ်တောင်ကျသွားခဲ့တာကြောင့်မြန်မာနိုင်ငံကမြို့သားဒုကြီးကဒဲရီကွဲခဲ့ရပါသေးတယ်အောင်မြင်မှုတွေထိတ်ဆုံးကိုရောက်နေတဲ့အချိန်မှာရုတ်တရက်လက်ထပ်သွားခဲ့ပြီးသားလေးတယောက်မွေးခဲ့တာကြောင့်ယုံရီလွင်မုံအတွက်ပြည်သက်တွေကနှမြောက်ခဲ့ကြပါတယ်ငငယ်ရွယ်ရွယ်နဲ့အိမ်တောင်ကျသွားခဲ့ပေမယ့်ပြည်သက်တွေကတော့သူ့ကိုအချက်မပြ က်ခဲ့ကြပါဘုံတက္ကသိုလ်ကျောင်းသူဘဝမာတင်ယောရီလွန်မိုးနဲ့ထပ်ဝန်းလိုက်ဟာမြန်မာနိုင်ငံမှာခင်ခင်နာနာမင်္ဂလာဆောင်ခဲ့ပြီးအလင်းစလိုလက်ထပ်လိုက်တာကြောင့်ဝေဖန်မှုတွေတော့ရရှိခဲ့ပါတယ်လွန်ခဲ့တဲ့လပိုင်းကတော့ယောရီလွန်မိုးဟာအင်တာဝင်းအစင်မပြေတာကြောင့်ကွာရှင်းလိုက်ပြီးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်ကိုနှစ်ကြာဆက်ခဲ့ရတဲ့ဝစ်ကြွေးတွေကိုအကျဉ်းဆက်လိုက်ပြီးလို့တင်ထားခဲ့တာကြောင့်သူ့အတွက်စိတ်မကောင်းဖြစ်နေကြတာပေါ့ဒါပေမဲ့ဒီအပိုင်းအတွက်မှာတော့ရုံးရီလွေမိုးဟာနေရွှေသွေးရောင်နဲ့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းကထွက်ပေါ်လာခဲ့ပါတယ် သူတို့နှစ်ယောက်ရှောက်လဲနေတာတွေကိုစင်ကာပူနိုင်ငံမှာတွေ့ခဲ့ရသူတို့ကမျှဝေလာခဲ့တာဖြစ်ပြီးမြန်လိုက်ရသူကတော့သူ့ကိုယ်သူတော်မယုံနိုင်ခဲ့ပါဘူး။ပြောပြလာတဲ့ဆယ်လီတယောက်ဟာနမဲတက်ပြီးမပြောထားပဲမကြသေးရင်ကကွာရှင်းထားတဲ့နမဲငါးလုံးနဲ့မင်းသမီးတယောက်ကနမဲလေးလုံးနဲ့နမဲကျော်တယောက်နဲ့ရှောက်လဲနေတာကိုတွေ့တယ်လို့ပြောခဲ့တာပါ။ အရိနမဲကျော်အမျိုးသားကမြန်မာနိုင်ငံမှာနမဲကြီးသူတယောက်ဖြစ်ပြီးအင်အားကြီးတဲ့နောက်ခံလန်ရှိသူတယောက်ဖြစ်တဲ့အကြောင်းနိုင်ငံသားတချင်းတွေကို cover ပြန်ဆိုရတဲ့သူဖြစ်ပြီးအိနမဲကတော့၃လုံးရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲဒါအကြောင်းနမဲလေးလုံးပိုင်ရှင်နမဲကျော်အမျိုးသားကဘသူဖြစ်မလဲဆိုတာကိုတော့ brother တွေကတခါတည်းရိပ်မိသွားကြပါတယ်။သူတို့နှစ်ယောက်ရှောက်လည်နေကြတာတွေကိုဆယ်လီတယောက်ကတွေ့ခဲ့ပြီးမြင်ဘူးတလို့လို့ရှိတာကြောင့်စဉ်းစားမရဖြစ်နေကြတာပေါ့။နောက်မှစီးထားတဲ့ဖက်နက်ကဂရီပါဖက်နက်လေးဖြစ်နေမှန်းသိလိုက်တဲ့အခါပိုပြီးသေးချသွားခဲ့ပါတယ်။ နေရွှေသွေးအောင်ဆိုတာကတော့ပျော်ရိုင်းကြိုက်တဲ့နှစ်စီခိုင်ဖြစ်ခဲ့ပြီးနမဲကြီးမင်းသမီးချွတ်နဲ့လည်းချစ်သူတွေဖြစ်ခဲ့ပူပါတယ်။တချင်းတွေကို cover ပြန်ဆိုတဲ့အပြင်ငွေကုန်ကြများစွာခံပြီးတော့ music video တွေကိုလည်းရိုက်ကူးခဲ့ပူပါတယ်။သူသတင်းတွေကဒီနှစ်တွင်မှတိမ်မြုပ်နေခဲ့ပြီးရုံးရီလွင်မိုးနဲ့တွဲနေတဲ့သတင်းတွေနဲ့အတူပြန်လည်ပေါ်ပေါက်လာခဲ့တာပေါ့။ ရုံးရီလွင်မောဟာအသက်ငယ်ငယ်နဲ့အိမ်ထောင်ကျသွားတာကြောင့်အမျိုးသားသူကြီးကအသက်ခွဲခဲ့ရတဲ့အပြင်အခုလည်းနေရွှေသွေးရောင်နဲ့တွဲနေတဲ့သတင်းတွေထွက်ပေါ်လာလို့ဘရဒတ်တွေကထမှန်အသေးတွေကွဲရပြန်ပါတယ်။ရုံးရီလွင်မောကအောင်မြင်တဲ့ချိန်မှာလက်ထပ်လိုက်ရပြီးကလေးကိုမွေးဖွားလိုက်ရပေမဲ့လည်းမိခင်တယောက်ပေးသားခဲ့တဲ့သူပေါင်းရုပ်ရည်ပညာရည်မိဘနောက်ခံအတိုင်းဝိုင်းအလုံးပြည့်စုံနေပေမဲ့လည်းကွာရှင်းခဲ့တာကြောင့်သူအတွက်စိတ်မကောင်းဖြစ်ခဲ့ကြပြီးတမားတဲ့စိတ်တက်ရှိသူအဖြစ်ချီးကျူးခဲ့ကြပါသေးတယ်။ဒါပေမဲ့ရုံးရီလွင်မောကကွာရှင်းပြီးမကြခင်မှာပဲနေရွှေသွေးရောင်နဲ့တွဲနေတဲ့ ဆိုတဲ့သတင်းတွေထွက်လာတာကြောင့်အလုံးကအော်နေကြသလိုဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ်။ရုံးရီလွေမိုးဟောင်းဘွေရပြည်တဲ့နောက်လုံလုံနေပြီဖြစ်ကသူ့ရဲ့သားလေးကိုတော့အဖေဖြစ်တဲ့လွေမိုးတို့ကပဲစောင့်ရှောက်ထားပေးပါတယ်။ကိုနှစ်တာဝေကျွေးတွေကိုဆက်လိုက်ပြီးတဲ့နောက်နေရွှေသွေးရောင်တဲ့သတင်းတွေထွက်ပေါ်လာတဲ့ရုံးရီလွေမိုးပုံပေတတို့ရဲ့မြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အလုံးကကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။